ရှင်နှမျက်နှာမှုမှာအရေးကြီးတဲ့အချက်တစ်ချက်ကဈေးနှုန်းထက်တန်ဖိုးပိုပြီးတော့အားဆက်ကိုရည်ကြည်ပါတယ်။အားလုံးပဲမင်္ဂလာပါ။မင်းနေနဲ့ပေးလိုက်ရတာဈေးနှုန်းဖြစ်ပြီးမင်းနေနဲ့ပြန်ရတာတော့တန်ဖိုးဆိုပြီးတော့ပြောတဲ့စကားထုံးရှိပါတယ်။ကျွန်တော်တို့ investment မှာဆိုရင်ကျွမ်းကျင်တဲ့ investor အများစုညွှန်ကြတဲ့ဒါတော်တော်များများလည်းသိပြီးဖြစ်တဲ့ investment strategy တစ်ခုရှိတယ်ပေါ့နော် value investing strategy ဆိုပြီးတော့အဓိကတော့ကျွန်တော်တို့ဒီ value investing strategy ဆိုတာကတော့ကျွန်တော်တို့ကိုယ်ကရင်းနှီးမြှုပ်နှံမှုလုပ်မယ်ဆိုရင် ဒီရှင်းသင်ရှိတတ်တဲ့တန်ဖိုးပေါ့နော်ပဂရီတန်ဖိုးဒါဒါအင်္ဂလိပ်လိုတော့ intrinsic value လို့ခေါ်တယ် intrinsic value out ရှောက်တဲ့ဈေးနှုန်းနဲ့ကျွန်တော်တို့ကဒီရင်းနှီးမြှုပ်နှံမှုလှုပ်နိုင်တယ်ဆိုရင်ဒါဒီ value investment strategy ပဲဆိုတော့ဒီလိုလုပ်တဲ့ investor တွေကိုတော့ကျွန်တော်တို့ကဒီ value investor တွေလို့ခေါ်တယ်။မာ Warren Buffett တို့သူရဲ့ဒီ CYA partner ဖြစ်တဲ့ Charlie Munger တို့သူတို့ဆိုရင် value investor ဆိုပြီးတော့ လူသိများကြတယ်ဗောလေဒီ strategy နဲ့ပတ်သက်လို့နမူနာပြောရရင်တော့ထားပါတော့ကျွန်တော်တို့ကဒီ stock investment လုပ်မယ်ဆိုပါတော့၃000တန်နဲ့ stock တစ်စောင်ကိုနေနဲ့ ဒီနှစ်ကောင်းဝဲနဲ့ကျွန်တော်တို့ဟာပွဲယူပြီးတော့ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ဆိုရင်ဒါဒီ value investing strategy ပဲဒီလိုပဲအင်တလုံးပေါ့နော်အင်တလုံးကျွန်တော်3000တန်တဲ့အင်တလုံးကိုကိုက3500နဲ့ကျွန်တော်တို့ဝယ်ပြီးတော့ invest လုပ်နိုင်တယ်ဆိုရင်ဒါဒီလည်းကျွန်တော်တို့ကဒီ value investing strategy ပဲဖြစ်ပါတယ်ဒီလိုပဲကျွန်တော်တို့တခြား asset တွေလည်းကျွန်တော်တို့ဒီနည်းနဲ့ကြည့်လို့ရတယ်ဥပမာကျွန်တော်ရွှေပဲဖြစ်ဖြစ်တခြား commodity တွေပဲဖြစ်ဖြစ်ထားပါတော့ကျွန်တော်တို့ကားလို့ပါလို့စသဖြင့်ပေါ့နော်အဲကျွန်တော်တို့ကတခြား asset တွေအနေနဲ့လည်းကျွန်တော်တို့ရှင်းသိမ်းရှိတတ်တဲ့သူရဲ့တန်ဖိုးပဂရိတန်ဖိုးအောက် ဝယ်ပြီးတော့ကျွန်တော်တို့ invest လုပ်နိုင်လဲဆိုရင်ဒါဒီကျွန်တော်တို့ကဒီ value investment လို့ပြောလို့ရပါတယ်ကျွန်တော်တို့လူတော်တော်များများ investment လုပ်တဲ့အခါကျွန်တော်ဆုံးဖြတ်ချက်တွေချတဲ့အခါပေါ့နော်ဒီကိုယ့်ရဲ့စက်ကံလာချက်ကိုအခြေခံပြီးတော့ဆုံးဖြတ်ချက်တွေချထက်လေရှိတယ်တချို့ဆိုရင်အမဒီလူကြီးနောက်လိုက်တယ်သူများတွေဘာတွေလုပ်နေလဲသူများတွေဘာတွေကြိုက်နေလဲဘာတွေက hot ဖြစ်နေလဲဘာတွေ trend ဖြစ်နေလဲကျွန်တော်အဲ့နောက်ကိုလိုက်ပြီးတော့အဲ့တော့ decision တွေချကြတယ်ငွေကြေးနဲ့ပတ်သက်တော့ပို့ဆိုတယ်ငွေကြေးနဲ့ပတ်သက်ရင်ကျွန်တော်တို့ကဟိုမှာတချို့ဆိုရင်လောဘကြီးပြီးတော့ဆုံးမချက်အမှားတွေလောက်တာရှိတယ်တချို့ဆိုရင် ကြောက်လန့်ပြီးတော့ဗောနဆုံးဖြတ်ချက်မှားလည်းရှိတယ်ဗောနဒါကြောင့်မို့လို့ကျွန်တော်လူများစုကဒီလိုစိတ်ခံစားချက်ကိုအခြေခံပြီးတော့ investment အမှားတွေလုပ်လေကျွန်တော်တို့ဒီကျွမ်းကျင်တဲ့ investor တွေဖိုးကအကျိုးမြတ်တွေပို့ပြီးရနိုင်လေဗောတို့ကဒါကိုကောင်းကောင်းနားလဲတယ်ဘယ်လိုအချိန်မှာ emotion ဖြစ်တတ်တယ်ဘယ်လိုအချိန်မှာဒီ emotion ကိုအခြေခံပြီးထောက်ရောင်းတတ်လဲဘယ်လိုအချိန်မှာဒီစိတ်ခံစားချက်တွေအရာအဆုံးဖြတ်ချက်အမှားတွေလုပ်ပြီးဝယ်တက်လဲဒါတွေတို့ကသဘောပေါက်တယ်သဘောပေါက်တဲ့ဒီကနေပြီးတော့တို့ကဒီကောင်းကောင်းကစားပြီးတော့အကျိုးမြတ်တွေပို့ပြီးတော့ဒါရှာနိုင်တယ်ပေါ့လေဆိုတော့ကိုယ်အနေနဲ့ value investment လောက်ရှင်နေဆိုရင်တော့ကျွန်တော်တို့ကဒီ investment scale ပြင်ပေါ့နော်အကျွန်တော်စိတ်ရှည်ဖို့လိုတယ်တခုဆိုတာနဲ့ဒီ emotion တော့မလိုက်ဖဲနဲ့လူကြီးတော့မလိုက်ဖဲနဲ့နောက် trend တော့မလိုက်ဖဲနဲ့အဲကိုရဲ့ financial knowledge ကိုရဲ့ဒီ investment knowledge နောက်သက်ဆိုင်ရဲ့ industry နဲ့ပတ်သက်တဲ့ knowledge ဒါတွေကိုအခြေခံပြီးတော့မှကျွန်တော်တို့ကဒီ financial IQ နဲ့အဲကျွန်တော်တို့က decision တွေချနိုင်ဖို့ရည်ကြည်ပါတယ်တို့တဲ့ငွေကြီးနဲ့ CY ဆိုင် video တွေပုံမှန်ကြည့်ရှုနားဆင်နေတဲ့ဆိုရင်တော့ channel လေး subscribe လုပ်ထားလို့ရပါတယ်အားလုံးကျေးဇူးတင်ပါ